ယနေ့ဓမ္မနန်းတော်ဝိပဿနာရိပ်တာတည်ထောင်ဖို့ရန်အတွက်သံဃာပြုဝိညာဉ်ရှိပြေကနိဗ္ဗာန်ကိုရည်မှန်းပြီးတော့ပါဝင်ထူထမ်းပေးကြသောအလူရှင်များမှဒေါ်လက်လက်ဝင်းမှတသိန်းကျဥပောရွှေဒေါ်တန်းမြင့်ရန်ကုန်အလုံးမျိုးနယ်မှ တသိန်းကျကိုဘုံထိုးဝင်းမှတသိန်းခွဲကျကိုဝင်းစောမှတသိန်းကျကိုမျိုးမင်းထုံးမှတသိန်းခွဲကျဦးဝင်းတန်းမှ9000ကျတဝရကနာချုပ်ငင်းသွားသောမိခင်ကြီးဒေါ်ညွန့်တင်နှင့်ခင်မောဖြစ်သူဥပုံမင်းတို့အာရည်သူရည်မှန်း၍ဒေါ် တင်တင်ဝင်းနဲ့သာသမီမြေမြေတစုပေါင်းစု၏ကောင်းမှုအလူတော်ဓမ္မနန္ဒတော်ရိတ်တာအတွက်နှစ်သိန်းကျပ်တရားတော်အတွက်အလူငွေ9000ကျပ်ကိုအောင်မင်းစော်မတ်ဤဤဝင်းမေမျိုးမှ3000ကျပ်ဤကုသိုလ်ရှင်စေနာရှင်ပေါင်းတော်သည်ကျောင်းဆက်ဖြစ်သောကာသိုဘေသောယောဂါသောအန္တရေသောယောအမျိုးမျိုးကင်းစင်လွင့်ပြောက်ပြီးဤဘဝဤခန္ဓာနဲ့ပင်ဤဒါနတော်တွင်၌ဒုက္ခအပေါင်းတို့ချုံချင်းရာဖြစ်သောနိဗ္ဗာန်တို့မျက်မှောက်ပြုနိုင်ကြပါသည်။ဒုမတဘာတဘာတို့ခန္ဓာချုံချင်းသွားသော ဒေါ်ညွန့်တင်တီ၎င်းဦးဘုံမင်းတီ၎င်းယနေ့ယခုခြံရဲတော်မိသားစုသူတို့မှာပေါင်းစုရကောင်းမှုအလူတော်ပြုလို့သောအခါတမယ၌အကယ်၍ဒီကာနီသောအခါတမယ၌မသိမ့်မတဲ့နှလုံးသွင်းမိညာအံ့မရောက်ရှိကောင်းသောဘုံဘဝဘုံဌာနသို့ရောက်ရှိနေညာယနေ့ယခုခြံရဲတော်မိသားစုတို့မှာပေါင်းစုရပြုလို့အပ်သောကုစုကောင်းမှုတို့အားကြားသိ၍သာဓုခေါ်နာ၍တော်၎င်းအမမတာတဘာဝသောတန်ခါတော်အရှင်သူမြတ်အပေါင်းတို့နှင့်ရှင်မြတ်မိတ်တင်ကအပေါင်းတို့မှပြေပွားသောကုသိုလ်ကောင်းမှုအဆုစုတို့အား ဂျာတိ၍ဒါတို့ခေါ်နိုင်၍တော်၎င်းမိမိပြုလုပ်အားထုတ်ခဲ့ဘူးသောကုသိုလ်ကောင်းမှုအဆုစုတို့ဟာဂျာတိ၍အမှတ်ရ၍ဒါတို့ခေါ်နိုင်၍တော်၎င်းအကယ်၍နိုင်ကြသောဘုံဘဝဗုဒ္ဓနာစီတို့ရောက်ရှိနေညံအမြင့်မြတ်သောဘုံဘဝဗုဒ္ဓနာစီတို့ရောက်ရှိပါစေဟုသုတောင်းသမှုအာယုံပြု၏ဤကုသိုလ်အားအမြတ်မြတ်တာပေးရပါလေဒါတို့ခေါ်နိုင်ပါသည်အာလုံသောသေနာခြင်းကုသိုလ်ခြင်းပေါင်းတို့သည်လည်းဒါတို့ခေါ်၍ကျမ်းကျမ်းမှာချမ်းသာလူရဆန္ဒပြည့်စုံကြပါစေအဲ့တော့ဝေဒနာနုပါဒနာသတိပဋ္ဌာန်နဲ့ပတ်သက်ပြီးတော့မေးထားတာပေါ့ ဝေဒနာကိုရှုနေရင်နဲ့ဒီဘက်ကဝေဒနာကိုရှုနေရင်နဲ့အကယ်၍နောက်ထပ်ဝေဒနာတစ်ခုကိုပေါ်လာတယ်ဆိုရှုစေဝေဒနာကိုလွတ်ပြီးတော့အခြားဝေဒနာကိုရှုအောင်မလားလို့မေးတာအဲ့ဒါကဝေဒနာနုပဒနာသတိပဋ္ဌာန်အဲ့တော့အဲ့လိုမေးတဲ့အတွက်ဝေဒနာသည်ခန္ဓာရှိရင်ဝေဒနာရှိမယ်အဲ့တော့ဘုရားယဟန်နာမှာဆာရီဝေဒနာနှိမ့်ဆက်ပြီးတော့သိရမယ်ပုရုဇဉ်တွေလည်းဝေဒနာနှိမ့်ဆက်ပြီးတော့သိရမယ်အလုံးတတ္တဝါတွေအလုံးဟာဝေဒနာနှိမ့်ဆက်ပြီးတော့သိကြရမယ်အဲ့ဒီနှိမ့်ဆက်နေတဲ့ဝေဒနာကို ဉာဏ်နဲ့အမှန်တိုင်းဆုံးဖြတ်ပြီးတော့ဝရဏတုဝိဟရတိသမုဒိယဓမ္မနုပ္ပတိဝါဝရဏတုဝိဟရတိဝရဏရဲ့အဖြစ်ကိုသိရမယ်သမုဒိယဓမ္မအနုပ္ပတိဝါဝရဏတုဝိဟရတိဝရဏရဲ့အဖြစ်ကိုသိရမယ်ဝရဏရဲ့အပြက်ကိုသိရမယ်အဲ့လိုဆုံးဖြတ်ချက်ချပြီးတော့သိမယ်ဆိုလို့ရှိရင်တော့ဒါဟာကောင်းသောသိခြင်းလို့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ဝရဏဝရဏပဲလို့သိရင်တက္ကရာဒိဋ္ဌိပြုတ်တယ်ဝရဏလေးရဲ့အဖြစ်ကိုသိရင် ဒါဥစ္စေဒဒိဋ္ဌိစင်တယ်ဝေဒနာရဲ့အပြက်ကိုသိရင်တတ္တရဒိဋ္ဌိစင်တယ်အဲ့တော့ဝေဒနာဘာလားလို့ကိုယ်တိုင်သိတဲ့အတွက်တန်တရာဝစီကိစ္စစင်တယ်မှန်ကန်သောလမ်းစဉ်မှုလို့သီလပရပရမာသဒိဋ္ဌိပါစင်တဲ့အတွက်ဝေဒနာကိုရှုပြီးတော့သိနိုင်တယ်ဆိုရင်တော့အကောင်းဆုံးပဲပေါ့ဒါကဝေဒနာနဲ့ပတ်သက်ပြီးတော့မေးတာအဲ့တော့ဝေဒနာသတိပဋ္ဌာန်ဝေဒနာကိုရှုအောင်မဲ့ပုဂ္ဂိုလ်ဟာဝေဒနာနုပဒနာအရှုခံတရား73ပါးရှိ72ပါးရှိတယ်အဲ့တော့ဝေဒနာနုပဒနာအရှုခံတရား72ပါးမှာ အပြင်ဧည့်သည်6ယောက်ရှိတယ်အတွင်းဧည့်သည်က3ယောက်ရှိတယ်အိမ်သည်က3ယောက်ရှိတယ်အဲ့တော့ပေါင်းလိုက်တော့12ယောက်ပေါ့အဲ့ဒီ12ယောက်မှာ အပြင်ဧည့်သည်အပြင်မှာပေါ်တဲ့တရားဝေဒနာကမျက်စိနားနှာခေါင်းလျှာအဲ့ဒီအထိကဥပိ္ပခဝေဒနာပေါ်တယ်မျက်စိမြင်စေကြားစေပြီးတော့နံစေစားစေဟာဥပိ္ပခဝေဒနာပေါ်တယ်ကောင်းသည်လဲမှာကောင်းသည်ဆုံးဖြတ်နိုင်တဲ့အရာမဟုတ်ဘူးကောင်းမကောင်းတော့ဟေရယဝတ္ထုစိတ်ကပဲဆုံးဖြတ်တယ်အဲ့ဒါကိုဥပိ္ပခဝေဒနာပေါ်တယ် ဒါကအပြင်းမှာပေါ်လာပြီးတခါကျတော့ဒီခန္ဓာကိုယ်မှာကြတော့ဒုက္ခဝေဒနာဒုက္ခဝေဒနာနှစ်မျိုးတစ်မျိုးမျိုးပြောင်းပြီးတော့ပေါ်ပါတယ်အဲ့တော့ပေါင်းလိုက်တော့အပြင်းမှာပေါ်တဲ့ဝေဒနာနုပဒနာအရှုကံတရားအပြင်းမှာ၅၆ပါးပေါ်တယ်အဲ့တော့အပြင်းမှာ၆ပါးပေါ်တော့ဥပိ္ပခဝေဒနာနဲ့ဒုက္ခဝေဒနာဒုက္ခဝေဒနာနဲ့တူရပေါင်းလိုက်တော့၃မျိုးဖြစ်သွားတယ်ဆိုတော့ခန္ဓာကိုယ်မှာဒုက္ခပေါ်ရင်ပေါ်မပေါ်ရင်ဒုက္ခပေါ်တယ်အဲ့ဒီနှစ်မျိုးတစ်မျိုးမျိုးဟာခန္ဓာထဲမှာလှည့်ပြီးတော့ဖြစ်တယ်ဒါကအပြင်းမှာဖြစ်တဲ့ဝေဒနာ အဲ့ဒီကနေပြီးတော့ဟဲ့ဒီဟရိယဝတ္ထုမှာကြတော့သောမနတဝေဒနာပေါ်တယ်ဝမ်းသာတယ်ဝမ်းမြောက်တယ်ကျေနပ်တယ်ပီတိဖြစ်တယ်သောမနတဝေဒနာပြီးတော့ဒေါမနတဝေဒနာဝမ်းနေတယ်ငိုချင်တယ်စိတ်ညစ်တယ်စိတ်ဆင်းရဲတယ်ဒေါမနတဝေဒနာပေါ်တယ်ဒါကဟရိယဝတ္ထုမှာပေါ်တယ်ပြီးတော့မှဥပေက္ခဝေဒနာဝမ်းသာသည်လည်းမဟုတ်ဝမ်းနေသည်လည်းမဟုတ်ဖဲနဲ့ပျော်သည်မဟုတ်မပျော်သည်မဟုတ်ဆိုတဲ့သဘောတရားလည်းဟရိယဝတ္ထုမှာပေါ်တယ်ဒါကအတွင်းမှာပေါ်တဲ့သဘောတရားအဲ့တော့အတွင်းမှာပေါ်တဲ့သဘောတရားဧည့်သည်၃ယောက်ဆိုတော့အလုံးပေါင်းတော့ဒါဒီအပြင်မှာ6ယောက်အတွင်းမှာ 3ယောက်6ယောက်ဖြစ်သွားပြီးတဲ့အခါကျတော့အိမ်တဲလို့ခေါ်တဲ့ဟဲ့ဒီဝန်အသက်ရှူတဲ့အခါမှာတခါလေးပျော်ပွားနဲ့အသက်ရှူတာရှိတယ်အာဒါတောမနတာစိတ်နဲ့ရှူတာတခါလေးကျတော့လည်းမကြည်မနှက်နဲ့အသက်ရှူတာရှိတယ်အဲ့ဒါဒေါမနတာနဲ့ရှူတာတခါလေးကျတော့လည်းပျော်သေးလဲမဟုတ်ဘူးပျော်သေးလဲမဟုတ်ဘူးဒီတိုင်းပဲအသက်ရှူနေတာရှိတယ်အဲ့ဒါကိုတော့ဥပိ္ပခဝေဒနာနဲ့အသက်ရှူတယ်လို့ပြောတယ်အဲ့တော့အိမ်တဲကတောမနတာဒေါမနတာဥပိ္ပခအိမ်တဲ၃ယောက်ပြီးတဲ့အခါကျတော့အတွင်းထဲမှာ၃ယောက်ဟရိယဝတ္ထုမှာဖြစ်တယ် အဲ့ဒါသုံးမျိုးဖြစ်တယ်ပြီးတော့အပြင်ဘက်မှာ6ယောက်ဖြစ်တယ်ဆိုတော့အာလုံးပေါင်းတော့ဝေဒနာသတိပဋ္ဌာန်ဝေဒနာနုပဒနာ အရှုခံတရား12ပါးဖြစ်သွားတယ်အဲ့ဒီ12ပါးကိုခြုံလိုက်တဲ့အခါမှာတော့ဥပေက္ခဝေဒနာပြီးတော့ဥပေက္ခဝေဒနာတွေကိုပေါင်းလိုက်တဲ့အခါမှာတပါးတည်းယူလိုက်တယ်ပြီးတော့သောမနတာဒေါမနတာ2ပါးပြီးတော့ဒုက္ခဝေဒနာဒုက္ခဝေဒနာ3ပါးအာလုံးပေါင်းလိုက်တော့ဝေဒနာ5မျိုးပဲဖြစ်သွားတယ် ဲ့ဒီဝေဒနာ၅မျိုးဒီအရှုခံတရားဖြစ်ရအဲ့တော့အဲ့ဒီဝေဒနာ၅မျိုးအရှုခံတရားကသောမနတဝေဒနာဟရိယဝတ္ထုမှာပေါ်တယ်သောမနတဝေဒနာပေါ်ဖို့အတွက်ကမြင်တာကြားတာတွေအားလုံးအဲ့ဒီအပေါ်မှာသဘောကျနေတယ်ကျင့်နှံ့စရာဖြစ်ရင်ဝင်ထဲမှာသောမနတဝေဒနာပေါ်တယ်အဲ့ဒါကြတော့ तू ကတိမ်မွေးတယ်နုညံ့လုံးနဲ့ရှိဝါတာအလွန်ခက်တယ် तू ကလောဘနဲ့ရှင်ပြီးတော့နုနုညံ့ညံ့ဖြစ်တယ်ရှိဝါတာခက်တယ်ဘာလို့လဲဆိုတော့ तू ကစိတ်ချမ်းသာမှုဖြစ်နေတာမဟုတ်လို့ စိတ်ဆင်းရဲမှုကိုအမှန်ကန်ပေးပြီးတော့ဒုက္ခပေးမဲ့ဝေဒနာကဘယ်လိုဝေဒနာမျိုးလဲဆိုရင်ဒုက္ခဝေဒနာအဲ့ဒီဒုက္ခဝေဒနာခန္ဓာကိုယ်မှာဥမာသဘောတစ်ခုယောဂဖြစ်တယ်ဆိုယောဂဖြစ်တယ်ဆိုရင်အဲ့ဒီယောဂဝေဒနာဒီဒီခန္ဓာကိုယ်မှာဖြစ်တယ်ဒီခန္ဓာကိုယ်ကြီးမှာဒုက္ခဝေဒနာပေါ်တယ်ယောဂဖြစ်တယ်ဆိုရင်အဲ့ဒီဒုက္ခဝေဒနာကိုမှီပြီးတော့ငါဒုက္ခဝေဒနာကြီးပါလားဆိုတာကိုမသိတဲ့အတွက်ဩငါတော့ဒုက္ခရောက်ပါပြီစိတ်ဆင်းရဲလိုက်တယ်အဲ့ဒီစိတ်ကဟရယဝတ္ထုမှာပေါ်တယ်အဲ့ဒါက ေါမနတဝေဒနာဒါဆိုရင်ခန္ဓာကိုယ်မှာဒုက္ခဝေဒနာတစ်ချက်ပေါ်ရင်ဝင်းထဲမှာဒေါမနတဝေဒနာတစ်ချက်ပေါ်တယ်ဒါတော့ခန္ဓာကိုယ်မှာဒုက္ခဝေဒနာတစ်ချက်ပေါ်ရင်ဝင်းထဲမှာဒေါမနတဝေဒနာတစ်ချက်ပေါ်တယ်အဲ့ဒီဝေဒနာတည်တာလျင်အဓိကရှိရမှာအဲ့ဒါအပယ်ဖို့တာအဲ့ဒီဝေဒနာပဲအဲ့တော့ကိုယ်မှာနေမကောင်းတဲ့ဒီနိုင်တော့တဲ့ယောဂတခုခုစပြီးတော့ဆွဲကပ်ပြီးဆိုတဲ့ကဟရိယဝတ္ထုမှာမကျင်တတ်တော့မကျင်တတ်တော့ထုံးစံအတိုင်းဒေါမနတဝေဒနာလာမယ် ဒေါမနတာဝေဒနာလာရင်သူ့ဤတဲ့မလာဘူးအပေါင်းဖော်ရည်နဲ့လာမယ်ဒေါမနတာပြီးတော့မှပြီးတော့မှတောကာပရိဒီဝါအဲပြီးတော့မှဒုက္ခပြီးတော့ဒေါမနတာဥပယာစာဆိုပြီးတော့သူကအပေါင်းဖော်ရည်နဲ့အတွဲလိုက်လာအဲ့ဒါကိုမရှုနိုင်ဘူးမရှုဘူးဆိုရင်အဲ့ဒီဝေဒနာရဲ့နှိမ့်ဆက်ချက်အရာဝေဒနာကတော့သူ့ဟာသူနှိမ့်ဆက်နေမှာပဲကိုကမရှုနိုင်တဲ့အတွက်ကြောင့်ကိလေသာထပ်ပြတယ်ဘာကိလေသာလဲလို့မေးရင်ကုဏကပြောတယ်ဒေါမနတာလာရင်ဒေါသလာမယ် ်ဒေါသလာရင်မောဟလာမယ်ဒေါသနဲ့မောဟထုံးတဲ့အတိုင်းလာရင်ဒိဋ္ဌိလာမယ်အဲ့ဒီဒိဋ္ဌိလာရင်တန်တရားဝိသိကိစ္စကြီးပါအတွဲလိုက်လာတာမဟုတ်လို့ तू ကတမုရိယသစ္စာနောက်ထပ်တစ်ပတ်အပေခန္ဓာရောက်ကြောင်းဖြစ်တယ်ဒါကဝေဒနာကိုမရှုနိုင်ဘဲနဲ့လွတ်ထားတာဒါကြောင့်မလို့လူပေါင်းတနည်းကိုတသိန်းသေးအဲ့ဒီသေးတဲ့တသိန်းထဲမှာသူကတိလူဘဝပြန်ရောက်တဲ့လူတယောက်ရှိဖို့အလုံးမတန်မှခဲရင်နေဆိုတာမရှုနိုင်လို့အဲ့ဒီလိုဖြစ်တာ ဒါကမြတ်စွာဘုရားတန်ရုပ်မှာအတီလင်းဟောပြီးသားတကယ်လည်းဟုတ်ပါတယ်ကိုယ်ခန္ဓာကိုယ်ထဲမှာယောဂဝိညာဥမာခေါင်းကိုက်တာလေးကစဖြစ်ကြည်ပါအဲ့လိုဖြစ်လိုက်တာနဲ့တပြိုင်တည်းဝင်းထဲမှာမကျေနပ်တဲ့ဒေါမနတာပျောက်ချင်လုံးနဲ့လောဘနှိမ့်ဆက်တဲ့စိတ်ညစ်လိုက်တာဆိုတဲ့တန်တရားဝတိကိစ္စနဲ့ငါမှဖြစ်ရလားဆိုတဲ့ဒိဋ္ဌိတွေကအတွဲလိုက်ဝင်တာဒါကြောင့်ဝေဒနာနုပါဒနာသတိပဋ္ဌာန်ဝေဒနာသတိပဋ္ဌာန်ရှုမဲ့ပုဂ္ဂိုလ်ကဩဒါဝေဒနာပါလားလို့သိတယ်အဝေဒနာခန္ဓာလို့သိတယ်ဒါကြောင့်ဝေဒနာအနိစ္စလို့ပြောတယ် ဝေဒနာခန္ဓာဘာလားလို့သိလိုက်တော့ဝေဒနာခန္ဓာလို့သိလိုက်တော့ဝေဒနာငါဆွဲပြုတ်သွားတာ။ဩငါမှမဟုတ်တာပဲခန္ဓာဆိုတော့ခန္ဓာရဲ့သဘောဟာဒုက္ခသစ္စာပဲလို့သိလိုက်တာ။ဒုက္ခသစ္စာနှိမ့်ဆက်တတ်တာပဲလို့အတွဲလိုက်ဆက်ပြီးတော့သိတာမို့လို့ तू ဟာတဏ္ဍိဋ္ဌိဖြစ်သွားတာ။အဲ့ဒီခါကျတော့ရှုနိုင်သွားတာ။အခု တော့ဝေဒနာတစ်ခုပေါ်တယ်။ဒီဝေဒနာတစ်ခုပေါ်ရင်နောက်ထပ်လည်းဝေဒနာတွေပေါ်တယ်။ဟုတ်တယ်ခန္ဓာကိုယ်ထဲမှာအခုတရားနာနေနေတော့လည်းကောင်းတစ်ခုကိုလုံးနေနေလည်းကောင်း ဉာဏ်နဲ့ကြည့်လိုက်တဲ့အခါမှာခန္ဓာကိုယ်ထဲမှာဝေဒနာတွေအများကြီးတွေ့နေရလိမ့်မယ်။တည်တည်မှောင်မှားလေးတွေရဲရဲဖြတ်ဖြတ်ကလေးတွေတွေ့ရ။အဲ့ဒါဆိုရင်ပထမရှုနေတဲ့ဝေဒနာနဲ့ဒုတိယရှုနေတဲ့ဝေဒနာဘယ်ဝေဒနာကိုရှုရမလဲလို့မေးရင်ထင်ရှားတဲ့ဝေဒနာကိုရှုရမယ်။ထင်ရှားတဲ့ဝေဒနာဆိုတာမှတ်လို့လွယ်တဲ့ဝေဒနာပေါ့။ခြေထောက်ကနားနေတယ်။သို့တော့ခါးကပိုးပြီးတော့နာလာပြင်းတယ်ဆိုရင်ခြေထောက်ကိုလှုပ်ပြီးတော့ခါးကပြင်းတဲ့ဝေဒနာကိုပိုးပြီးတော့ရှုရမယ်။အဲ့ဒီလိုပြောင်းလဲပြီးတော့ဝေဒနာနုပဒနာသတိပဋ္ဌာန်ကိုရှုရမယ်။ ဲ့တော့ဒါဝေဒနာပါလားဆိုတော့ဝေဒနာရဲ့အဖြစ်အပျက်ကိုဝေဒနာရဲ့အတိုးဝေဒနာရဲ့အယော့ဝေဒနာရဲ့အတင်းကိုဆုံးဖြတ်ချက်ဝေဒနာကိုပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်ချက်ချနေရင်တက္ကရာတတရာအုပ်စီတာတန်တရာဝေကြီးကိစ္စနဲ့လောဘဒေါသမောဟငြိမ့်နေတာမလို့အဲ့ဒီအချိန်ဟာကိလေသာတမှုရိယသစ္စာသေးတာဖြစ်တဲ့အတွက်မဲ့ခင်နဲ့ဝေဒနာကိုအမှန်ကန်တတ်